Hello everyone. အားလုံးမင်္ဂလာပါရှင်။ဒီ blog လေးကတော့ Make Sa မှာရှိတဲ့ Natural Garden ဆိုတဲ့နေရာလေးကိုတွားခဲ့တဲ့ blog လေးပဲဖြစ်ပါတယ်ရှင်။သူကတော့ဝင်ဝင်ချင်းမှာစစ်စေးရေးဂိတ်လေးရှိတယ်ပေါ့နော်။သူကအပြင်က ရေဘူးတွေအစားတောက်တွေတခုမှယူဆောင်လို့မရပါဘူးရှင်။အထဲကိုဝင်ဝင်ချင်းမှာပဲတစ်ပင်နေအများကြီးတွေ့ရပြီးတော့စိတ်ဆိုးနေရောပဲပေါ့နော်။အိမ်မှာကြာတော့ရေတခွန်းတွေလည်းတော်တော်များများရှိပြီးတကယ်ကိုအေးချမ်းချမ်းလေးရှိပါတယ်။ အဲ့ခြံဝင်းထဲမှာပဲတပုံရိုက်ဆရာနေရာတွေလက်ပတ်ဆရာနေရာတွေကတော်တော်လေးများပါတယ်ရှင်သူတို့သွားတဲ့အချိန်တုန်းကအိစပယ်ချုပ်ကြီးရာစပယ်ပန်းနေနဲ့တော်တော်လေးကိုမှုေးအီနေရောပဲပေါ့နော် ကယ်ကိုစိမ့်ဆူနေပြီးတကယ်ကိုตายရတဲ့နေရာလေးမလို့ဆိုတော့သွားရောက်လဲပတ်ဖို့ recommend ပေးပါတယ်။ပြီးတော့အဲ့ဒီမှာတရိတ်ဆန်လေးတွေကိုမွေးထားတဲ့နေရာလေးတွေလည်းအများကြီးရှိပါတယ်။ဒါကတော့ယုံလေးတွေကိုမွေးထားတဲ့နေရာဖြစ်ပါတယ်။အမင်းလေးတွေရောလက်လေးတွေရောအိမ်မာလေးတော်တော်လေးများများဆဆကို အကောင်ကြီးတော်တော်လေးစုံစုံလေးနေရှိပါတယ်။ အဲ့မှာဆူရဲမောင်နှမတွေကတော့ပေါ့နော်အဲ့နေရာလေးကိုတော်တော်လေးသဘောကျပုံရတယ်သူတို့ကစားစရာနေရာတွေရောအကောင်လေးတွေရောသူတို့တနေရာထဲမှာကြည်ရတဲ့အတွက်သူတို့တွေတော်တော်လေးပျော်ပုံရပါတယ်ရှင်တော့အဲ့ဒီမှာအိမ်လေးတွေလည်းဆောက်ပေးထားတယ်ပေါ့နော်အဲ့အိမ်လေးတွေပေါ်မှာတက်ပြီးတော့လည်းနားယူလို့ရပါတယ်ရှင်အိမ်လေးတွေကလည်းအထက်မြင့်ဆိုတော့လေးတဖြူဖြူနဲ့တော်တော်လေးအဆင်ပြေတယ်ပေါ့နော် ပြီးတော့အိမ်ပေါ်တက်မှာဆိုရင်လည်းလှဲအိမ်လို့အဆင်ပြေမဲ့ပစ္စည်းတွေကိုလည်းထားပေးထားပါတယ်တော်တော်လေး okay ပါတယ်ရှင်အားတော့သူတို့နေခဲ့တဲ့အိမ်မော်တက်လေးကနေမြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်တော်တော်လေးကိုလှပါတယ်အဲ့ဒီမှာဆိုရင် ကော်ဖီဆိုင်လေးတွေအေးဆိုင်လေးတွေရောအထင်းမှာပဲရှိပါတယ် ဒါကတော့ရေကူးကန်ကိုသွားတဲ့လမ်းဖြစ်ပါတယ်။အဲ့မှာခလေးရော လူကြီးရောရေကူးလို့ရတယ်ပေါ့နော်။ရောဖွဲကခလေးတွေရေကူးတာတော့ခလေးတယောက်ကို80လို့တော့ပြောပါတယ်ရှင်။ဒါကတော့ဆူရိုရဲ့ကလေးတွေရေကူးကန်မှာရေကူးနေတာဖြစ်ပါလေ။ဒါကတော့ရေမကူးပဲပေးများနေတဲ့စုဖြစ်ပါတယ်။ ။အဲရေကူးနေတုံးကိုအိမ်မှာလူကြီးတွေထိုင်ဆောင်လို့ရမယ့်နေရာလေးလည်းရှိပါတယ်။ကလေးတွေအတွက်ကတော့ရေကူးကန်ရောကစားစရာနေရာတွေရော အများကြီးရှိတော့သူတို့အတွက်တော်တော်လေးပျော်ဖို့ကောင်းတဲ့နေရာလေးတစ်ခုလို့တော့ပြောလို့ရတယ်ပေါ့နော်။ပြီးတော့အဲ့ဒီခြံဝင်းထဲမှာပဲဒီလို coffee ဆိုင်လှလှလေးလည်းရှိနေပါသေးတယ်နော်။ဆိုင်ရဲ့အထင်းမှာတော့အဲ့လိုမျိုးခင်းချင်းလေးတွေနဲ့တော်တော်လေးကိုစားပါတယ်။ဓာတ်ပုံရိုင်းလို့လည်းတော်တော်လေးလာတဲ့ဆိုင်လေးဖြစ်ပါတယ်ရှင်။ အထဲမှာမထိုင်ချင်သူတွေအတွက်လည်းအပြင်မှာအဲ့လိုမျိုး decoration လေးတွေနဲ့လုပ်ပေးထားပါသေးတယ်ရှင်။ coffee လေးကလည်းပေးရတဲ့ဈေးနဲ့တန်အောင်တကယ်တော့ကောင်းပါတယ်။ပေါ်ထပ်မှာလည်း decoration လေးတွေရှိသေးတယ်ဆိုလို့တစ်ချက်လိုက်ပြပေးမယ်နော်။ပေါ်ထက်ကိုရောက်တဲ့ခါမှလေးတကယ်ကိုကောင်းကင်ကြီးနဲ့ကိုနေရတဲ့တော်တော်ကိုနှီးသွားသလိုမျိုးပဲတော်တော်လေးလှတယ်ပေါ့နော်ပြီးတော့အဲ့ဒီမှာအဲ့လိုမျိုးတပ်ပုံရိုက်လို့ရမယ့်နေရာလေးတွေလည်းရှိသေးတယ်ပေါ့နော် ဒါကတော့အပေါ်ကနေတွေ့ရတဲ့မြင်ကွင်းလေးဖြစ်ပါတယ်။ဒီနေရာကိုမဆိုးတကယ်ကိုကြည့်လိုက်ရင်လေတဖြူဖြူနဲ့တော်တော်လေးနေလို့ကောင်းတဲ့နေရာလေးဖြစ်ပါတယ်။ရှုကင်းနေတဲ့တော်တော်လေးကိုလှပါတယ်ရှင်။တွားရောက်လည်းပဲကြဖို့လေစူကာဟိုင်းရီကွန်မန်လေးပေးပါရနော်။အကတော့သူတို့အဖွဲပြန်မိုးကားပေါ်တနေကြတဲ့ဗီဒီယိုလေးကိုရိုက်ထားတာဖြစ်ပါတယ်ရှင်။အဲဆိုရင်တော့ဒီဘလော့လေးကိုဒီမှာပဲရက်လိုက်ပါတော့မယ်ရှင်။ ကြည့်ရှုအပေးကလေးလိုအားလုံးကိုကျေးဇူးအများကြီးတင်ပါရှင်တက်တာပါ